ားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့အင်းလေးကံကြီးပဲဖြစ်ပါတယ် ကံတော်ကြီးဒီမှာရှိတဲ့ပေါ်တော်ဦးဖရာတော်ဖို့မှာဖြစ်ပါတယ်ပုံမှန်တိုင်းကြည့်မယ်ဆိုလို့ရှင်တော့အင်းလေးကံဟာချင်းချင်းလေးလို့ပေါ့နော်ထင်ရပေမဲ့ကျွန်တော်တို့တကယ်တမ်းအင်းလေးကံကြီးရဲ့ကိုကျွန်တော်တို့ဖြတ်ပြီးတော့ဆက်လီနဲ့မောင်းတဲ့အခါမှာတော့အာတော်တော်လေးကိုမောင်းလိုက်ရပါတယ်နော်တော်တော်ကျေဝန်းပါတယ်အဲဒါပေမဲ့ ကျွန်တော်တို့အခုတွေ့မြင်နေရတဲ့ကျွန်တော်တို့ဒီအပင်လေးတွေနဲ့ကျွန်းပုံစံဖြစ်နေတဲ့နေရာလေးတွေအကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အင်းလေးကဟန်နဲ့ရေတိမ်ကောလာတဲ့ပုံစံမျိုးတော့မြင်ရတာပေါ့နော်ကျွန်တော်အင်းလေး က်ကနေပြီးတော့ကျွန်တော်တို့မောင်းလာတာအဲတော့ကျွန်တော်တို့နိုင်ဝက်နီးပါးတော့ရှိသွားပါပြီကျွန်တော်ခေါင်းလုံးပြရတော့မရောက်သေးပါဘူးခင်ဗျဟုတ်ကဲ့ဒီမှာဒီမှာအပင်နေပေါ့နော်တို့ဓာရီကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အင်္ဂလိပ်ကန်ဖြည်းဖြည်းနဲ့အဲရေခန်းချောက်လာတယ်လို့တော့ပြောလို့ရတာပေါ့နော်တို့နောက်မှမြင်တွေ့နေရတာကတော့တော်တော်လှတဲ့တောင်တန်းကြီးတွေဖြစ်ပါတယ်ဒီတောင်တန်းကြီးတွေဟာ အင်းလေးကန်ကြီးကိုဝင်းရံထားတဲ့အလားတရားတစ်ခုလည်းဖြစ်ပါတယ်။ရှားဒီဥရူရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိကျွန်တော်မြင်တွေ့နေရတဲ့တောင်တွေဝင်းရံထားတဲ့ဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မြို့တွေဆိုင်ပြီးတော့ ာတချို့နေရာဆိုလို့ရှိရင်ဒါမိုးရွာတာမဟုတ်ဘောเนาะသူကမြူဆိုင်တဲ့အတွက်အဲ့ဒီမြူတွေကကျွန်တော်တို့ဒီမိုးပွားအမုံမွားလေးပေါ့เนาะဆိုတော့ခုမြင်တွေ့နေရတဲ့နေသားရာသီဥတုကတော့ဒါကျွန်တော်တို့မြူတွေဆိုင်းပြီးတော့အဲ့မြူတွေအမုံမွားလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်တို့ဒီအင်းလေးကလေးမှာဆိုရင်စေယောငက်ကလေးတွေကိုလည်းကြော်ပါမြူတူးနေတာကိုတွေ့မြင်ကြရမှာပါ ရှေ့တတဲကနေရိုက်ပြတဲ့အနေထားဆိုလို့ရှင်ရာသီဥတုကနှစ်ပိုင်းပွဲနေတာကိုတော့တွေ့မှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ချမ်းဆိုလို့ရှင်အဲရာသီဥတုတာယာနေတဲ့ကျွန်တော်တို့တိန်သားဖြူဖူးလေးကိုတွေ့မြင်မှာဖြစ်ပါတယ် ီဘက်ကျွန်တော်တို့တောင်တွေရှိတဲ့ဘက်ချမ်းဆိုရင်မြို့တွေအားဒီတာအုံဆိုင်နေတာကိုလည်းထပ်တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီတောင်တန်းထူထပ်တဲ့နေရာတွေမှာတော့မြူဆိုင်ပြီးတော့မိုးသားတိမ်ထူထပ်နေတာကိုနေရာတိုင်းမှာတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်ဒီအင်္ဂလိပ်ကန်ရေပြင်ဟာကျွန်တော်တို့ဒီအင်္ဂလိပ်ကန် ပေါ့နော်အလဲတဲကိုရောက်လေရောက်လေကျွန်တော်တို့ရေဟာပုံမိုးကြည်လင်လာတော့တွေ့မြင်မှာဖြစ်ပါတယ်အင်းလေးကံကိုရောက်ရှိနေတဲ့အကြောင်းလေးအမည်လေးဖြစ်ပါတယ်။အဲနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။